ဧပြီလ9ရက်နေ့နေ့လယ်တနင်္ဂနွေကမိုးလီဝန်သာအပရိကိုတင်ပြပေးမှာဖြစ်ပါတယ်။ဧပြီလ10ရက်နေ့ညပိုင်းမှာအခုဖြစ်ပေါ်နေတဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအနောက်အလယ်ပိုင်းကအကောင်သောတိတာတင်ရှားသောလေဗီယာနယ်ရဝင်သည့်အိန္ဒိယနိုင်ငံမိုးလီဝန်သာဌာန IMD မှဒီနေ့ဧပြီလ9ရက်နေ့မှာတွက်လာတဲ့ထုတ်ပြန်ချက်အရပြလမှုမရှိဘဲမနေ့ကထုတ်ပြန်ချက်အတိုင်းရှိနေစေဖြစ်ပါတယ်။ IMD ထုတ်ပြန်ချက်အရဒီနေ့မနက်9:00မှာ နောက်72နိုင်အတွင်းဘင်္ဂလားပင်လယ်အော်နောက်ပိုင်းအလဲပိုင်းမှတဆင်မြောက်အနောက်မြောက်ကိုဆက်ရွှေ့မယ်နောက်24နိုင်အတွင်းမှာတော့မြောက်အရှေ့မြောက်ဘက်ကိုချိုးကွေ့ပြီးရတယ်နောက်တရက်အတွင်းမှာတဖြည်းဖြည်းအာရုံသွားနိုင်မယ်လို့ခန့်မှန်းထားရှိပါတယ်အိန္ဒိယမိုးလေဝသဌာနမှာကြိုတင်ကမန်းချက်အရဧပြီလ17ရက်နေ့ည7:00နာရီခန့်မှာစစ်တွေအနောက်ဘက်မိုင်130အထိရောက်လာနိုင်တာကြောင့်ဒီနေ့လီဘီယာနဲ့ရေဝင်ရဲ့ညဘက်ကမြန်မာနိုင်ငံမှာနေရာအနှံ့ကြားမိုးရွာနိုင်နေရာကွက်ပြီးမိုးများနိုင်မယ့်အခြေအနေတွေတွေ့ရပါတယ်။ရခိုင်ကောင်းတဲ့6နဲ့အရာဝတီတိုင်းအနောက်ဘက် ကံယူတန်းဒေတာတွေမှာလေမိုးပြင်းထန်နိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမှာငလင်တန်းတင့်ဒေတာတွေမှာတော့ဧပြီလ17ရက်နေ့ည10:00နာရီမှာနောက်24နာရီအတွင်းမိုးများနိုင်ပါတယ်။ရွာသွန်းနယ်နဲ့မွေးချင်းကတော့24နာရီအတွင်း60မီလီမီတာနဲ့တတမ36လက်မအထိရောင်းနိုင်ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်တွေမြောက်ဦးနဲ့မင်းမြဒေတာတွေမှာလည်းဧပြီလ17ရက်နေ့ည10:00နာရီမှာနောက်24နာရီအတွင်းမိုးများနိုင်ပါတယ်။ရွာသွန်းနယ်နဲ့မွေးချင်းကတော့ရွာသွန်းနယ်နဲ့မွေးချင်းကတော့39မီလီမီတာတတမ46လက်မအထိရောင်းနိုင်ပါတယ်။ ချန်ပီယံတိုင်းဒေသတွေမှာတော့မိုးအနေငယ်မှာအသင့်သင့်ရွာနိုင်ကြောင်းခံမှန်းရပေမဲ့ရွှေရှားဝင်ရောက်လာတဲ့မိုးတိမ်များလမ်းကြောင်းနဲ့ထပ်တူကြနိုင်ရင်တော့နေရာကွက်ပြီးမိုးများနိုင်ဒီပင်းချနိုင်မယ့်အခြေအနေတွေဖြစ်ပေါ်နေပါတယ်။အထူးသတိပေးချင်တာတစ်ခုရှိပါတယ်။ငလင်တန်သည့်ဒေသတွေမှာနေထိုင်သောပြည်သူများနဲ့ကုညီကေဆေးရဲ့အလုပ်လုပ်နေကြတဲ့အဖွဲ့တွေအတွက်ပါပဲ။ရေပေးလေပေးမီးပေးနဲ့ငလင်ပေးမတူပါဘူး။ရေပေးလေပေးမီးပေးဆိုတာကမုန်တိုင်းရေကြီးတာနဲ့ပြီးလောင်ပြီးသွားရင်ကေဆေးရဲတွေကိုမြေကြီးပေါ်မှာ ခြေနှစ်ချောင်းရေရဲဝင်ရက်တည်ပြီးအလုတ်လုံနိုင်ပါတယ်။ကလင်ဘေးကတော့မြေကြီးထဲမှာမမြင်နိုင်တဲ့ပြောင်းလဲမှုတွေရဲ့ဖယ်ရှားခြင်းလင်းခြင်းမှုမပြူရသေးတဲ့အဆောက်အဦတွေရဲ့ကြောင့်တကယ်ကိုကြီးမားတဲ့အနေအထားတွေပြတ်သွားနိုင်ပါတယ်။ခြေလန်းတိုင်းမှာဂီယူဆိုင်ဖို့တတိပေးခြင်းပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။